စ်ကောလန်ချုပ်တာလေးပြောပြမယ်နော်စတစ်ကောလန်လေးကိုအင်ကြီးမှာတက်တဲ့အခါမှာတသိန်းရင်းလေးပြောင်းဘလူးတက်လေးပေါ့ဒီပတ်တန်လေးနဲ့ကောလန်လောက်တာလေးကတော့နောက်တစ်ခေါက်မှပဲပြောပြမယ်နော်ဒါကတော့လုတ်ပြီးသားကောလန်လေးကိုအင်ကြီးမှာတက်တဲ့ဟာတက်တဲ့အခါပေါ့နော်ဘလူးတသိန်းရင်းလေးပြောင်းတက်လေးဆိုတာလေးပြောပြချင်လို့ပါ အဲ့ဒီခါမှာအင်ဂျီရဲ့ကုတ်အလယ်မန်လေးကိုလည်းမှတ်မယ်။ကော်လန်လောက်ထားတဲ့ကော်လန်လေးရဲ့ကုတ်အလယ်မန်လေးကိုလည်းမှတ်မယ်။အဲ့အမန်တစ်ခုကိုထပ်ပြီးတော့ပထမဆုံးအတွေ့တဲ့အချိန်မှာအရင်ဆုံးတွေ့မှာပေါ့နော်။ကော်လန်လောက်တဲ့အချိန်ကျတော့အင်ဂျီရဲ့လေပင်ပက်လေးနဲ့ကော်လန်ရဲ့လေပင်ပက်လေးကိုတိုင်းပြီးလောက်ထားတာဆိုတော့ကတိကျနေမှာဖြစ်မှာပေါ့နော်။အဲ့အလယ်မန်လေးတစ်ခုကိုအဲပလင်အလေးနဲ့အရင်ဆုံးတွေ့ပြီးတော့မှာပြီးနှစ်ဖက်ကိုချိန်လိုက်လို့ရှိရင်ဘယ်လဲညီပြီးတော့ကော်လန်လေးကသေရလေးလာနေမှာပေါ့နော်။ပြီးတော့ချုပ်တဲ့အချိန်ကျလို့ရှိရင်လည်းကော်လန်လေးကိုလည်းမစွဲနဲ့အင်ဂျီကိုလည်းမစွဲနဲ့အဲပလင်အလေးလေးတွေ့ထားတဲ့အတိုင်းပဲဒီချင်းစီအသက်ပေါက်ချင်းစီချုပ်သွားလို့ရှိရင်ဒါသေရလေး လာနေမှာပေါ့နော်ပူကြလာနော်တခြားအလေမက်လီမမက်ပင်နေလေလက်တန်းဒီတိုင်းတက်လိုက်တဲ့အခါကျလို့ရှင်တစ်ဖက်ရှိတစ်ဖက်တူဖြစ်တာလည်းပင်တစ်ဖက်ကအကြီးဖြစ်ပြီးတော့တစ်ဖက်ကတတိလေးတစ်ဖက်နဲ့တစ်ဖက်ပဲလက်မညီဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တာလေးဖြစ်ပူကြလာအဲ့တော့အဲ့လိုမျိုးလေးတွေမဖြစ်အောင်ပလေအဲ့လေးတခြားတိုင်းပြီးတွေ့မယ်တွေ့ပြီးလို့ရှင်ချုပ်ထားတဲ့အတိုင်းလေးကိုကိုကိုချိန်ကြည့်ပေါ့နော်ဒီတိုင်းချုပ်လို့ရှင်အဆင်ပြေလားဆိုတဲ့ပုံစံလေးနဲ့ရင်ဆုံးချိန်ကြည့်နော်ပလေအထိုးရမှာမပြင်းတဲ့ဒီ လဲအဲ့လီနဲ့တွေ့ပြီးတော့အချိန်ကြီးကြီးမယ်เนาะကိုကိုချုံမဲ့ပုံစံလေးကတသက်ရက်ဖြစ်နေပြီးသားအဆင်ပြေသွားမလားဆိုအဲ့လိုမျိုးလေးရပြီဆိုလို့ရှင်တော့ပြပြချင်းစီချုပ်သွားမယ်เนาะအဲ့အဲ့ကလေးလေးကိုချုံရင်လည်းပြပြချင်းစီဖြုတ်ဖြုတ်ပြီးတော့ချုပ်သွားမယ်เนาะ ဒီညမှာလေပလဲအပ်တုံလို့ရှိရင် quality ကောင်းတဲ့ပလဲအပ်လေးတွေတုံလို့ရှိရင်ပိုကောင်းတဲ့တိလာအခုဆိုအမှကြည့်ကြည့်ပလဲအပ်ထိုးရတဲ့အခါမှာထိတ်တရားတော့နေတော့မနေလဲ့ပြီးတော့ထိုးနေတာကွာပြီးတော့အစအတော်လည်းနည်းနည်းနားတယ်ပလဲအပ်သိတုံလို့ရှိရင်လေကွာကိုလေးဖုန်းထောင်ကြီးရိုက်တော့ကြတော့အဆင်မပြေတာလေးသူက sorry ပါနော်တခြားလေးရိုက်ပြချင်ပေမဲ့အဆင်ပြေပြေလေးမရိုက်နိုင်ခင်လို့အားနာပါတယ်ရှင်ကဲဒါနီယာကြတော့နောက်ဆုံးရလာတဲ့ရက်စနေပါ 家里也比要，谢谢零零零零啊，就啥吧，我们先。<music>